လားဆောင်ရောက်ဘူးတဲ့ပထမဆုံးဘောလုံးအသင်းတရင်ဖြစ်ချက်စီအသင်းစံချိန်တင်ချိန်မှာအာဆီယံလက်ရွေးစင်အသင်းကိုရှုံးနိုင်ခဲ့တဲ့မြန်မာပရိသတ်တွေအသေးစွဲမန်ယူအသင်းဆိုတဲ့အကစားသတင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်။အင်္ဂလန်ပရီးမီးယားလိရဲ့ထိပ်သည်အသင်းတရင်ဖြစ်တဲ့ချက်စီအသင်းဟာကွန်ဖရင့်လီရဲ့ချန်ပီယံဖလားကိုကိုင်မြောင်နိုင်ခဲ့ပြီးအင်္ဂလန်မှာသာမကဥရောပတစ်ခွေမှာပါပထမဆုံးဥရောပဖလားဆောင်ရရှိခဲ့တဲ့အသင်းတရင်ဖြစ်စံချိန်တင်ခဲ့ပါဗျ။ မေလ29ရက်နေ့မနက်အစောပိုင်းတနားရီခွဲမှာပိုလန်နိုင်ငံဘရိုကလောမှာကျင်းပတဲ့ဥရောပဖလားလူပွဲတစ်ခုဖြစ်တဲ့ Conference League Final မှာစပိန်အသင်းသတင်းဖြစ်တဲ့ Real Betis ကိုချက်စီအသင်းကလေကိုတကိုနဲ့ဂိုးပြက်အနိုင်ယူပြီး Conference League ရဲ့ Champion ဖလားကိုစွခုနိုင်ခဲ့တာပါပွဲစဉ်ပထမပိုင်းမှာ Real Betis ရဲ့အားကစားသမားတအုပ်ဖြစ်တဲ့ Enzo Zule ရဲ့အသွင်ကုန်းနဲ့ရှုံးတဲ့နေရာကနေဒုတိယပိုင်းမှာတော့ Enzo Fernandez, Jason Sancho ကန်စီရိုတို့ရဲ့တွင်ကိုတွေနဲ့အတူဂိုးပြက်အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ချန်ပီယံလိဖလားယူရိုပါလိနဲ့ UEFA စူပါကတ်တို့ကိုရရှိထားတဲ့ချက်စီအသင်းဟာကွန်ဖရင့်လိဖလားကိုပါထပ်မံရရှိခဲ့ပြီးနောက်မှာအိုရောပါဖလားအဆောင်ကိုရရှိမှုတဲ့ပထမဆုံးသောအသင်းတရင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။တစ်ဖက်မှာတော့ ်အင်္ဂလန်ရဲ့အအောင်မြင်ဆုံးအသင်းသတင်းဖြစ်ပြီးမြန်မာပရိသတ်တွေအများအပြားအားပေးခြင်းခံရတဲ့မန်ယူအသင်းကတော့အာဆီယံစူပေါင်းအသင်းကိုတကုတ်ဂိုမရှိနဲ့ရှုံးနိုင်ခဲ့ရပါတယ်